နောက်တစ်ခါတတိယမေခွန်းကြတော့ဘာလို့ဆိုဘယ်လိုပွားလို့ရှိရင်တတိပဌံတရား၄ပါးဟာဘုရင်9ပါးကိုပြည့်ပြည့်စုံစည်နိုင်တယ်လဲဆိုရယ်မေခွန်းနော်ဘုရင်9ပါးပွားပွားရင်ကတတိပဌံတရား၄ပါးကိုပွားတာတတိပဌံတရား၄ပါးပွားတာဟာဘယ်လိုဘုရင်9ပါးဟာအကျုံးဝင်သွားတာလဲဘယ်လိုဆိုက်ရောက်သွားတာလဲဆိုရယ်အချက်ကိုရှင်းပြအဲ့တော့အားလုံးသိကြတဲ့အတိုင်း တတိပဒံတရား၄ပါးဆိုတာသိပြီကာယ ानु ဘဒနာဝေဒနာ ानु ဘဒနာစိတ်တ ानु ဘဒနာဓမ္မ ानु ဘဒနာကာယကိုဖန်တလဲလဲရှုတယ်ကာယကိုရှုမှတ်တယ်ဝေဒနာကိုရှုမှတ်တယ်စိတ်ကိုရှုမှတ်တယ်နော်စိတ်တ ानु ဘဒနာဓမ္မကိုရှုမှတ်တယ်ဓမ္မ ानु ဘဒနာအဲ့ဒီတတိပဒံတရား၄ပါးကိုရှုမှတ်ပွားများအထောက်လို့ရှိရင်တဲ့ဘုဆင်ခုနှစ်ပါးရှုမှတ်ပြီးပြီးသွားတယ်ပွားများအထောက်ရင်ပြီးတယ် ဘယ်ပုံပြီးသလဲဆိုတာတစ်ခုချင်းကိုစဉ်းကျင်စဉ်းစားကြည့်ရဘယ်ပုံဖြစ်သွားတာလဲဆိုကြည့်ထွက်လေဝင်လေကိုစဉ်းကျင်သုံးသပ်တယ်ကာယ ानु ဘัฒနာအနေနဲ့စဉ်းကျင်သုံးသပ်တယ်ပေါ့ထွက်လေဝင်လေကိုစဉ်းကျင်သုံးသပ်ပြီးတော့နေတဲ့အခါမှာဘာဖြစ်လာတော့ဆိုတတိတွေထွက်လေဝင်လေပေါ်မှာတတိစွဲမနေဘူးလား ဥပမာထွက်လေဝင်လေလေးကိုကိုလှုပ်တာကကာယ ानु ပသနာတတိပဌာန်လို့ဆိုတဲ့အာနာပါနာပေါ်မှာတတိထားပြီးတော့အာထုတ်နေတယ်ပေါ့ထွက်လေဝင်လေလေးပေါ်မှာအမြဲမပြတ်တတိတီးနေတယ်လို့ဒီဒီလိုဆိုလို့ရှိရင်အဲ့ဒီအချိန်မှာတတိတန်ဖို့ရှင်မဖြစ်ဘူးလားဒါအာထုတ်တာကကာယ ानु ပသနာတတိပဌာန်ကိုအာထုတ်တာရလိုက်တာဘာအရလိုက်တော့ဆိုတတိတန်ဖို့ရှင်ရလာတယ်ဒီလိုဆိုတာเนาะ တတိတရားဟာထွက်လေဝင်လေလေးပုံမှာဆုဆိုင်ပြီးတော့တည်ရှိနေခြင်းအပြင်ကာယ ानु ဘသနာတတိပဋ္ဌာန်ကိုအထုတ်ရင်ကနေပြီးတော့တတိတန်ဖို့စဉ်အထုတ်မှုဟာပြီးမသွားဘူးလားပြီးသွားတယ်လို့ဒီလိုဆုံးလို့တာကဲဒါဖြင့်တတိရှိနေတဲ့ပုဂ္ဂိုလ်တယောက်တတိရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကျိုးစားအထုတ်မှုရောမပါဘူးလားလို့ဆိုပါလားနော်တတိရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာ အဲ့ဒီတတိကိုနော်တတိရှိနေပြီဆိုတဲ့ပုဂ္ဂိုလ်တရားဟာအဲ့ဒီတတိဆိုတဲ့ဆရာဓမ္မတွေကိုဆင်ញင်စဉ်းစားမှုမရှိဘူးလားလို့ဆိုတာရှိတယ်။တတိဖြစ်လာပြီဆိုရင်ထိုတတိပေါ်မှာဆင်ញင်စဉ်းစားမှုဓမ္မကိုဆင်ញင်သုံးသပ်မှုတွေဝင်လာအဲ့ဒီဓမ္မကိုဆင်ញင်သုံးသပ်မှုကိုဘာခေါ်တော့ဆိုဓမ္မဝိဇ္ဇာတန်ဖိုးစံလို့ခေါ်တယ်။တတိဖြစ်လာတာကတတိတန်ဖိုးစံဓမ္မကိုဆင်ញင်သုံးသပ်မှုက ဓမ္မဝိစယတန်ဖို့ရှင်ဓမ္မကိုဆင်ញင်သုံးသပ်မှုတခါဓမ္မကိုဆင်ញင်သုံးသပ်တဲ့အခါမှာကျိုးစားအထုံးမှုဆိုတာပေါ်လာနော်ကျိုးစားအထုံးမှုပေါ်လာပညာနဲ့ဆင်ញင်သုံးသပ်တဲ့ဆိုတာကျိုးစားမှုလေးပါရကျိုးစားမှုမပါဘဲနဲ့ပညာနဲ့ဆင်ញင်သုံးသပ်မှုမဖြစ်ဘူးဒါကြောင့်မို့လို့ကျိုးစားမှုဟာပါလာတော့ထိုကျိုးစားမှုသည်ဝိရိယတန်ဖို့ရှင်ဖြစ်သွားတယ် ဟောတာကအထုတ်တုံးကတော့ကာယ ानु ပဒနာတတိပဋ္ဌာန်အထုတ်တာပဲကာယ ानु ပဒနာတတိပဋ္ဌာန်အထုတ်တာပဲအထုတ်ရင်ကနေပြီးတော့အာယုန်နဲ့တတိနဲ့ကပ်နေလို့တတိတံဘုဆေနော်အဲ့ဒီအာယုန်ကိုဆင်ញင်သုံးတတ်နေလို့ဓမ္မဝိဇ္ဇာတံဘုဆေကျိုးပန်းအထုတ်မှုရှိသည့်အတွက်ကြောင့်ဝိရိယတံဘုဆေတဲ့ဒီလိုဆိုလိုတာနော်အဲ့ဒီကျိုးပန်းအထုတ်တဲ့အခါမှာဘာဖြစ်လာတော့ဆို စိတ်ကလေးဟာလေကျဉ်းနူးလာကျိုးစားအထုံးမှုနဲ့အာယုံနဲ့ရှင်တွဲလာတဲ့အခါမှာကိုကျဉ်းနှလောက်တဲ့အရာတွေ့တဲ့အခါစိတ်လေးဟာပီတိတွေဖြစ်လာအဲ့ဒီပီတိတွေဖြစ်လာပြီဆိုလို့ရှိရင်နော်ကျိုးစားအထုံးတဲ့ပုံကမှာပီတိလေးဖြစ်လာအဲ့ဒီဖြစ်လာတဲ့ပီတိကပီတိတံမောဇဉ်လို့ခေါ်တယ်တခါပီတိဖြစ်လာရင်ဘာဖြစ်လာတော့ဆို ကိုယ်လည်းငြိမ်းချမ်းလာတယ်စိတ်လည်းငြိမ်းချမ်းသွားတယ်ဒါပိဋိဖြစ်လိုက်တာနဲ့ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုအရင်ကလိုကာယစိတ်ဓာတ်ဟာမငြိမ်းချမ်းပူလောင်နေတာမရှိဘူးပိဋိကနေလွှမ်းခြုံထားလိုက်တဲ့အခါကျတော့ကိုယ်လည်းငြိမ်းချမ်းသွားတယ်စိတ်လည်းငြိမ်းချမ်းသွားတယ်အဲ့ဒါကဘာလို့ဆိုပိဋိတံမိုးစင်ပြီးတော့ပတ္တိတံမိုးစင်ဖြစ်လာတာလို့ဒီလိုဆိုလို့တယ်ကဲပတ္တိတံမိုးစင်ဖြစ်လာတဲ့ပုဂ္ဂိုလ်မှာချမ်းသာတယ် ပတ္တတိဖြစ်လာတဲ့အခါမှာစိတ်ထဲမှာချမ်းသာလာအဲ့ဒီချမ်းသာလာတဲ့စိတ်ဟာတမာရိယသွားစိတ်ချမ်းသာရင်စိတ်ဟာတည်ငြိမ်တာပဲမချမ်းသာတဲ့လူရဲ့စိတ်ဟာတောင်တွေးမြောက်တွေးနေဘယ်တော့မှမငြိမ်ဘူးဟုတ်ကဲ့လားချမ်းသာနေတဲ့လူရဲ့စိတ်ဟာအေးဆေးဆေးလေဒါမို့လို့ဟိုစိတ်ပူပန်နေတဲ့လူတယောက်ဟာညအိပ်မပျော်ဘူးလို့ဘာလို့ပြောကြတာပေါ့စိတ်အေးလက်အေးနဲ့ဘာမှပူစရာမရှိတဲ့ပုဂ္ဂိုလ်ကျတော့နှစ်နှစ်ချာချာအိပ်ပျော် ဒုက္ခဖြစ်လာပြီဆိုလို့ရှိရင်တမာတိဆိုတာလည်းလွယ်လွယ်ကူကူနဲ့ရသွားတယ်။ဒါကိုတမာတိအံပုစံလို့ခေါ်တယ်တဲ့။အဲဒီလိုတမာတိရှိတဲ့စိတ်ကလေးကိုလစ်လျူရှုထားနိုင်တယ်။လစ်လျူရှုတယ်ဆိုတာအဲ့ဒီတမာတိရထားတဲ့အချိန်လေးမှာတဲ့အလွန်အကျွံလည်းမဖြစ်စေဘူး။ယော်နေတဲ့အနေထားလည်းမဖြစ်စေဘူး။ထိမ့်ညိပေးထားတယ်ဆိုတာဒါကဥပိ္ပခတံပုစံလို့ခေါ်တယ်။ဒီတဘာဝတရားတွေကိုထိမ့်ညိပေး ကဲပြန်ပြီးတော့စဉ်းစားကြည့်လိုက်ကိုကကာယ ानु ပဒနာသတိပဋ္ဌာန်ကိုအားထုတ်တယ်အားထုတ်တဲ့အခါမှာကာယဆိုတဲ့အာယုံပေါ်မှာတတိရောက်နေတာကဘာလို့တတိတန်ဖို့စဉ်အဲ့ဒီကာယဆိုတဲ့အာယုံကိုဆင်ញင်သုံးသတ်တာကဘာလို့ဓမ္မဝိဇ္ဇာတန်ဖို့စဉ်နော်အဲ့ဒီသုံးသတ်ဆင်ញင်မှုကိုကြိုးပမ်းအားထုတ်တာကဘာခေါ်ဝိရိယတန်ဖို့စဉ်ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပီတိက ပိဋိတံဘောဆင်ဒီလိုဆိုလိုတာနော်အဲ့တော့ကျွမ်းပါအထုတ်မှုကြောင့်ဖြစ်ပေါ်လာတာပိဋိပိဋိဖြစ်လာတဲ့အခါမှာစိတ်ကိုစိတ်ငြိမ်းချမ်းသွားတာကပတ္တတိတံဘောဆင်ကိုစိတ်ငြိမ်းချမ်းသွားတဲ့အခါမှာတမာရိယလာတာကတမာရိတံဘောဆင်အာလုံးဒီတဘာဝတရားတွေအလွန်လဲမဖြစ်စေဘူးအယောနဲ့လဲမဖြစ်စေဘူးတဘာဝတရားတွေသူ့ဘာသူဒီဟန်ချက်ညီညီနဲ့ အာယုန်တွေကိုရှုမှတ်နိုင်လအောင်ထိမ့်ပေးတာကဥပိ္ပခတံဘောဇဉ်ဒီလိုဆိုလို့အဲ့တော့ကာယနုပသနာသတိပဋ္ဌာန်အားထုတ်လိုက်တာနဲ့တပြိုင်နက်ဘုဇဉ်9ပါးပါသွားပြီလို့ဘုဇဉ်9ပါးပြည့်ပြည့်စုံသွားတယ်လို့ဒီဒီလိုဟောတာပြဆောပြရအောင်เนาะအဲ့ဒီအတိုင်းပဲဝေဒနာနုပသနာအားထုတ်လို့ရှိရင်လည်းပဲဝေဒနာအာယုန်နဲ့တတိနဲ့ရှင်တွဲနေသည့်အတွက်ကြောင့်ဝေဒနာအာယုံပေါ်မှာစိတ်ကတီးနေသည့်အတွက်ကြောင့် အဲ့ဒီချိန်မှာတတိတမုစင်ဖြစ်တယ်ဝေဒနာကိုဆင်ခြင်သုံးသပ်နေတဲ့အခါဓမ္မဝိဇ္ဇာတမုစင်ဖြစ်တယ်လို့ဒီလိုနားလဲရစိတ်တ ानु ဘသနာလည်းထို့တူပဲဓမ္မ ानु ဘသနာလည်းထို့တူပဲတတိပဌံတရား၄ပါးကိုပွားများအားထုတ်လိုက်တိုင်းအားထုတ်လိုက်တိုင်းဘုဇင်9ပါးဟာပြီးပြီးဆုံးသွားတယ်ဟောဘုဇင်9ပါးမပါဘဲနဲ့ဖြစ်မှာမဖြစ်ဘဲကိုဒီသဘာဝတရားတွေရဲ့ဒီကမ္မထာထုတ်တယ်ဆိုတာမိမိရဲ့တဏ္ဍာမှာဒီသဘာဝတရားတွေဖြစ်သွားတာကိုဆွလို့တယ်ပေါ့ ဲ့ဒါကိုမြတ်စွာဘုရားရည်ညွှန်းတာအာနာပါနသတိဒီအဲတတိပဋ္ဌာန်တရား၄ပါးပွားများအထုတ်ခြင်းဖြင့်ဘုဇဉ်9ပါးဟာအထုတ်ပြီးတာဖြစ်သွားတယ်ဒီလိုဆို